မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးအရေးယူခံထားရတဲ့ဒေါ်လာဝယ်ရောင်းတဲ့ဟိုဒီငွေလဲလုတဲ့လူတွေရဲ့ဘဏ်အကောင့်နဲ့ငွေစင်းတွေကိုစစ်ကောင်စီကပိတ်သိမ်းလိုက်ပြီးအဲ့ဒီငွေစင်းတွေမှာရှိတဲ့ငွေတွေအားလုံးကိုစစ်တပ်ကသိမ်းယူလိုက်ပြီဆိုပါတယ် ချမ်းဖတ်စစ်ကောင်စီကပြည်သူလူထုကိုအစုလိုက်အပြုံလိုက်တပ်ဖြန့်နေတာတွေအတွက်ပိတ်ဆို့ဒဏ်ခတ်အရေးယူယုံဆွဆွဲပစ်တင်ရှုံချယုံနဲ့မလုံလောက်ဘူးလို့နိုင်ငံတကာကိုအင်ဂျီယာယီတမနာဒူဝါလက်ရှိလက်ကတတိပေးပြောဆိုလိုက်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီရဲ့ဖန်စီအရေးယူခံထားရတဲ့ဒေါ်လာဝယ်ရောင်းတဲ့ဟွန်ဒီငွေလက်လုတ်တဲ့သူတွေရဲ့ဘဏ်အကောင့်နဲ့ငွေစင်းတွေကိုစစ်ကောင်စီကပိတ်သိမ်းလိုက်ပြီး အဲ့ဒီငွေစင်းတွေမှာရှိတဲ့ငွေတွေအားလုံးကိုစစ်တပ်ကသိမ်းယူလိုက်ပြီလို့မိသားစုဝင်တွေကရန်ကုန်ခေတ်တကိုပြောပါတယ်။ဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြံဖက်စကောင်စီရဲ့ထုတ်ပြန်ချက်မှာဟွန်ဒီငွေလွှဲနဲ့နိုင်ငံခြားငွေချေးကိုကစားတဲ့သူ39ဦးရဲ့ဘန်စင်းနဲ့ပေးအကောင့်တွေကိုပိတ်ပင်လိုက်တဲ့အပြင်တရားစွဲတာပါဆက်လုပ်သွားမယ်ဆိုပြီးဖော်ပြထားပါတယ်။လက်ရှိမှာတော့ဖန်စီခံရတဲ့သူတွေရဲ့ဘန်အကောင့်တွေငွေစင်းတွေအလုံးကိုစစ်ကောင်စီကပိတ်သိမ်းလိုက်တဲ့အပြင် မိသားစုတွေရဲ့နာမည်နဲ့ဖွင့်ထားတဲ့ဘန်စင်းတွေကိုပါပိတ်ပင်လိုက်တဲ့အတွက်ဒါကိုသွားမေးတော့ဘန်ကောက်ပိတ်ယုံတင်မကဘူးအဲ့ဒီငွေတွေအကုန်လုံးကိုနိုင်ငံတော်ပိုင်အဖြစ်သိမ်းလိုက်ပြီဆိုပြီးတော့ပါပြောလိုက်တဲ့အတွက်ဘာမှကိုမကြံတော့ပဲငွေတွေအကုန်ပါသွားပါပြီလို့ဖန်စီခံရတဲ့သူဟွန်ဒီငွေလဲတမတူရဲ့မိသားစုဝင်တူကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်လက်ရှိမှာတော့ စကောင်စီကဒေါ်လာဝယ်ရောက်နေဟွန်ဒီငွေလက်လုပ်ငန်းလုတ်ကင်သူ12ဦးရဲ့ဘဏ်အကောင့်36ခုနဲ့ပေးအကောင့်38ခုကိုပိတ်သိမ်းလိုက်တာဖြစ်ပြီးတရားစွဲဖို့ပါထက်လုံနေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါစကိုင်းတိုင်းဘက်မှာတော့မြင်းမှုမြို့ပေါ်မှာဒေါ်လာရေးရဲဘော်တွေကိုလိုက်လံစုံစမ်းထောက်လန့်နေတဲ့ဒုတိယချက်ညီလွင်အောင်ဆိုတဲ့သူပြစ်ခတ်ခံရပြီးသေသွားပြီလို့စွန်ရဲ့ Revolution Force အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စွန်လ3ရက်နေ့ကပဲ မြင်းမူမျိုးပေါ်မှာတော်လိုင်းရေပေါ်ကိုလိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ပသိမ်ကြီးမြို့ခလိုက်ရလေးတရင်ကဒုတကျက်ညီလွင်အောင်ဆိုတဲ့သူကိုတော်လိုင်းရေပေါ်ကသူ့ရဲ့နေအိမ်ဒက်တီဝင်ရောက်ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်ပြစ်ခတ်ရှင်းနေရမှာပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီအကြံဖက်စစ်ကောင်စီရဲ့ဒုတကျက်ညီလွင်အောင်ဆိုတဲ့သူဟာတော်လိုင်းသတင်းတွေကိုအာဂျွမ်မန်တက်လိုက်လံစုံစမ်းထောက်လှမ်းပြီးသူ့ကြောင့်တော်လိုင်းရေပေါ်နဲ့ဦးလဲဖမ်းဆီးခံလိုက်ရတဲ့အပြင် အဲ့ဒီနောက်မှာလဲတော်လန်ရဲ့သတင်းတွေကိုတောက်လျှောက်လိုက်လံစုံစမ်းနေတဲ့အတွက်ပြစ်ခတ်ရှင်းနေရတာဖြစ်ပြီးအခုတော့ဝေးပြီလို့စွန်ရဲ့ Revolution Force အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာလေရန်ကုန်မြို့မင်္ဂလာတုံးမြို့နယ်ကအနမ်းပင်ရက်ကွက်အုပ်ချုပ်ရင်းမှုရုံကိုတော်လန်ရေးတပ်ဖွဲ့တွေကဘုံခွဲတိုက်ခိုက်မှုအတွင်းစစ်ကောင်းစီတပ်သားနဲ့အုပ်ချုပ်ရင်းမှုတွေထိခိုက်မှုရှိသွားတယ်လို့နိုကယူဂျီတပ်ဖွဲ့စီကနေသိရပါတယ်။ဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကည၈နာရီလောက်မှာပဲ မင်္ဂလာတို့မြို့နယ်အနမ်းမင်းရက်ကွက်အုတ်ချုပ်ရင်းမှုရုံးကိုနိုကာယူကြည်မြို့ပြပျောက်ကြားရဲဘော်တွေကနေပြင်းအားမြင့်အဝေးထိန်မိုင်းနှလုံးနဲ့ဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွင်အုတ်ချုပ်ရင်းမှုရုံးမှာရှိနေတဲ့စစ်ကောင်စီတပ်သားနဲ့အုတ်ချုပ်ရင်းမှုတွေပါထိခိုက်မှုတွေရှိသွားတယ်လို့နိုကာယူကြည်မြို့ပြပျောက်ကြားတပ်ဖွဲ့ကပြောထားပြီးဘုံပေါက်ကွဲသန်းကြဲကြဲလောင်လောင်ကြားလိုက်ရတဲ့အကြောင်းကိုလည်းမင်္ဂလာတို့မြို့နယ်နေဒေသခံပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ မကွေးတိုင်းမြိုင်မြို့နယ်မှာရှိတဲ့ကံမြင့်ဂုံဘုံကြီးကြောင့်ဝအကျံဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်စပေးရှောင်းចောင်းသားကလေးငယ်အပါဝင်အယက်သားပြည်သူ၄ဦးထက်မနည်းသေဆုံးသွားခဲ့ရပြီအယောက်၂၀ကျော်ဒဏ်ရာရထားတယ်လို့ပခုတ်ကူ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မြုံနယ်မှာရှိတဲ့ကံမြင့်ကုန်းဂျေးရွာဘုံကြီးကြောင့်ကိုအကျံဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးနှစ်ကြိမ်ဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီနော် လင်အမော်ကကြဲချလိုက်တဲ့ပုံသီးဟာစစ်ဘေးရှောင်ကလေးတွေစာတင်နေတဲ့ဘုံကြီးကျောင်းပေါ်ကိုကြက်ရောက်ပောက်ကွဲသွားပြီးအသက်၄နှစ်အရွယ်ကလေးငယ်တဦးနဲ့အမျိုးသမီး၃ဦးသေဆုံးခဲ့တဲ့အပြင်ပြည်သူအယောက်၂၀ကျော်လဲဒဏ်ရာရရထားပြီးအဲ့ဒီမှာခန္ဓာကိုယ်ပြတ်ထွက်သွားတဲ့အထိဒဏ်ရာပြင်းထန်တဲ့သူတွေလည်းရှိနေတယ်လို့ပခုတ်ကူ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျတစ္ဆက်ထဲမှာပဲအကျန်းဖက်စကောင်စီကပြည်သူလူထုကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေတာတွေအတွက် ပိတ်ဆို့တန်ခတ်အေးယူယုံဆွဆွဲပြစ်တင်ရှုံချယုံနဲ့မလုံလောက်ဘူးလို့နိုင်ငံတကာကိုအန်ယူဂျီယာယီတမနာဒူဝါလရှိလက်ကသတိပေးပြောဆိုလိုက်ပါတယ်။ဒါကိုမြို့သားညီညွတ်အစိုးရရဲ့စက္ကနိမြင်းဆောင်2024အစည်းအဝေးမှာယာယီတမနာဒူဝါလရှိလက်ကပြောတော့တာပါ။အခုအချိန်ဒီမှာစည်ရဲရရှုံနေနေတဲ့စစ်ကောင်စီဟာအယက်သားနဲ့စည်ရဲပြစ်မှတ်ကိုရောထွေးပြီးအယက်သားပြည်သူလူထုကိုအဆုလိုက်အပြုံလိုက်တပ်ဖြတ်နေတဲ့ကိစ္စဟာအင်မတန်ကိုရက်ဆက်ကြမ်းကြုတ်ယုံညံ့တဲ့လှုပ်ရက်ဖြစ်ပြီးဒီလိုအခြေအနေတွေဟာ စစ်ကောင်စီကိုအသက်ရှူပေါက်ကျက်စီယုံလောက်ပဲတက်နိုင်တဲ့ပိတ်ဆို့အရေးယူဒဏ်ခတ်တာလောက်နဲ့တင်းတိမ်နေရမယ့်ကိစ္စမဟုတ်တလို့ဆွဆွဲပစ်တင်ရှုံချယုံလောက်နဲ့လဲလုံလောက်တဲ့ကိစ္စမဟုတ်တော့ဘူးလို့ MG ယာယီတမနာဒူဝါလက်ရှိလက်ကပြောတော့ပါလေလက်ရှိအကြံဖက်စစ်ကောင်စီကရခိုင်ပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်တွေမှာအလွန်ရုတ်ညက်တဲ့လှုပ်ရွတ်တွေဖြစ်တဲ့ပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေတာတွေကိုနိုင်ငံတကာအနေနဲ့အလိန်အမြန်ဟန်တားဖို့လိုအပ်နေပြီ စစ်ကောင်စီအနေနဲ့စစ်ရေးကျင့်ဝတ်နဲ့လူသားချင်းစာနာမှုဆိုတာတွေပါဘာမှမရှိတော့တဲ့အတွက်ကုလသမဂ္ဂအပါဝင်နိုင်ငံတကာအနေနဲ့မြန်မာပြည်သူလူထုရဲ့ဒုက္ခကိုသိကြစွာနားလည်ပြီးထိထိရောက်ရောက်ကူညီပေးဖို့အရေးတကြီးလိုအပ်နေပါပြီလို့ MG ရိုက်သမရဒူဝါလက်ရှိလက်ကပြောတော့ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ